စစ်တပ်ထောက်ခံသူဇော်ဖုံးဟင်းကိုမန္တလေးနန်းတွင်စစ်ကြောရေးကိုပို့ဆောင်ထားပြီးမန္တလေးစခိုင်းမကွေးတိတာတွင်မှစစ်ကောင်စီနှင့်ပြူစောတိအဖွဲ့တွေကြားမကြေလည်မှုတွေပုံများလာပါတယ်။တုတချမ်းသာပေးပို့ထားပါရခင်ဗျာ။တက်မတော်ပါဗျာ။ဖခင်တယောက်အနေနဲ့နော်။အန်ဒီဂျူဂျူလာဆိုလဲမိခင်တယောက်အနေနဲ့ ကျွန်တော်တို့တက်မတော်သားတွေနဲ့တက်မတော်သားမိသားစုတွေကိုပြန်ကြည့်တင်ပါတယ်စစ်ကောင်စီကိုဝေဖန်မှုတွေစတိုက်ပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနန်းရင်စစ်ကြောရေးမှဆစ်ဆင်းနေတယ်လို့မန္တလေးဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်ပြင်းဦးနေမျိုးတုံးတော်ရမနေထိုင်တဲ့ဇော်ဘုံဟင်းကိုဂျွန်လာနေရနေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးပုံမှန်နှစ်ခုနဲ့အမှုဖွင့်ကြတာပါဇော်ဘုံဟင်းကအဖမ်းခံရပြီးနောက်မှာပြင်းဦးနေမျိုးနဲ့ပြင်စာရွာရဲစခန်းကိုရောက်မလာခဲ့သလိုအနည်းစခန်းစစ်ကြောရေးကိုလည်းရောက်မလာခဲ့ပဲမန္တလေးနန်းရင်စစ်ကြောရေးကိုအပို့ခံထားတယ်လို့ဆိုပါတယ် သဘောရင်းနဲ့ပတ်သက်လို့လည်းမတနာပါဘူးအခုစစ်ကြောရေးအောင်လည်းနန်းလို့နဲ့ဒီဦးလေးကရေးရတော့မှန်ဆိုလို့ရှိရင်ဒီဦးလေးဒီကောင်သုံးတော်မှတ်နေတာဆိုတော့မင်းစကန်နဲ့သက်ဆိုင်ပြည်စကန်နဲ့ပြန်စားလို့ရောက်မလာဘူးပြန်စားနဲ့သက်ဆိုင်တာကိုသုံးတော်ပြန်စားနဲ့ပုံကြီးအဲပြန်စားရေးတဲ့ကောင်တော့ရောက်မလာဘူးကိုမင်းလေးနဲ့လည်းရောက်မယ်ကိုအဲ့လိုပြင်တော့ရတာရှိသူတို့အဲ့လိုပြင်တာကျွန်တော်တို့ကတော့ဝမ်းသာအားရပါတယ်ကျွန်တော်တို့အဲ့လိုပဲမှတ်ယူနောက်တစ်ခုကတော့တတိကြီးအမေချက်ကပါလဲဆိုတော့လမ်းကျုပ်သက်လမ်းကရုပ်ရှင်ရိုက်ကြတာပေါ့အဲ့ဒါလေးတော့တံပြားဖြစ်မိတယ်ဦးနေဝင်ကိုဦးတန်းရွှေရာဘီမသက်တယ်လို့ဦးတန်းရွှေကိုမင်းအောင်လာရင်ဘီမသက်တယ်စစ်တဲ့ထဲမှာလည်း အလားယတိယကံဆိုတဲ့အတိုင်းတော့သုတ္တတ်လေးလောက်လာပါလေ။အဲယတုကနေပြစအနာပေးနာပေးတဲ့ဆိုတာလူသားကောင်းအောင်ပြောတော့ဒီစီရင်တရားကိုစစ်ကြည့်လို့ဓမ္မကရေကအစဉ်ပိုင်းရှိအဲကြမ်းမှာမှာသဘောရင်းလို့ပေါင်းတဲ့ငမွားလေးပဲလေ။ မန္တလေးတိုင်းမြင်းညံခေမှာနာမည်ကြီးတဲ့အမျိုးသမီးပြူစောတီကောင်းဆောင်တီလာယူမိုဟာလည်းဧပြီလကမန်ကလေးကလှုပ်ရှားမှုမရှိတော့ဘဲသတင်းတွေညင်နေခဲ့ပါတယ်။ဧပြီလကလေးကစစ်ကောင်စီရဲ့မြင်းညံခေရင်အတွင်းတိုက်ပွဲတွေမှာပြူစောတီတွေကိုမတုံတော့ဘဲစစ်ကောင်စီကသူတို့စစ်သားတွေကိုပဲအုံပြူနေတာတွေ့ရတယ်လို့ဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်။ဒီကတိအယူမွန်ညင်နေဆိုတာလေဘာဘောကဘယ်အနာရှင်မဆိုဘောနော်ပြည်သူကိုစော်ကားတယ်ဒီနေ့ပြည်သူချိန်သာမိကြပါပဲ။ဒီအယူမွန်သူသူသူဘောနော်အမြင့်ပြိုင်ပြဲမပြတ်ချင်နေဘောနော်။ဒီကြတာတစ်ခုကတော့သူအမြင့်မပြောက်ဆိုလေသူ့ကိုအမြင့်ပြောက် ီတို့ကြားမဲ့တွေကတော့အမြင့်ဖြတ်ပေးရမှာပဲဗျ။အာနာရှိတဲ့လူကြီးတွေအများဆိုတော့သူတို့မကောင်းကြောင်ပြောရင်တော့ခမချက်ချင်းလက်ငင်ဗျ။တရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေတန်းမှာသမ္မတရာရဲ့ဒုက္ခတွေကိုပြောပြရင်သူတို့တွေရဲ့နားတွေကလေးနေရပြန်တယ်။သူကနှထိုင်းနေဖြစ်ပေါ်ပါများတယ်နော်။ မကွေးတိုင်းကနမဲကျော်စစ်တပ်ထောက်ခံသူတင်ကန်ဝုတ်ပောက်ကူတော်ကလည်းပြူစောတိတွင်နဲ့စစ်တပ်ထောက်ခံသူတွေကိုစစ်ကောင်စီကဖမ်းဆီးရေးယူနေတာတွေနဲ့ပတ်သက်ပြီးအင်တာနက်လူမှုကွန်ရက်တွေကနေဝေဖန်မှုတွေဇက်တိုက်ပြုလုပ်နေတာတွေ့ရပါတယ်။မိချလာမျိုးဝင်ကိန်းမှာပုံမှုဝေဖြူနဲ့ပြဿနာဖြစ်ခဲ့တဲ့မိချလာပြည်သူစစ်ကောင်းဆောင်ဇော်ယူထွန်းကိုမေလ29ရက်နေ့မှာစစ်ကောင်စီမိချလာမျိုးနဲ့တရားရုံးကပုံမှန်99ကကြီပုံမှ66ကကြီလိုနဲ့မိချလာအကျဉ်းဆောင်ကိုပို့ခဲ့ပြီးနောက်ပောက်ကူတော်ကပြင်းပြင်းထန်ထန်ဝေဖန်တာတွေပြုလုပ်ခဲ့တာပါ။ ုချိန်မှာကဘယ်သူမျိုးမဆိုစစ်တပ်နဲ့မထိတွေ့မိပါစေ။အစစ်တပ်နဲ့ထိတွေ့မိရင်ဘယ်သူမျိုးမဆိုသူဒုဗက်ကလူကုလကလူလူမျိုးဆိုသူဖမ်းဆီးပြီးတော့ထိသိမ်းမဲ့အခြေအနေဖြစ်နေတာ။သူနာမရသည်မြန်မာရသည်သူတို့ဘလောက်ပဲပြဆက်ပြဆက်အချင်းကြရင်ကျင်းလာကုတော်ပြတ်စီကသူဆက်ကြည့်သားလဲစားမှာသူတို့တုံးလုံးရတယ်တုံးမှာသူတို့တုံးပြရင်သူတို့ကတော့ချနေကြမှာ။ဒါကြောင့်ဒီစက်ကော်ပီဆော့ရှိနေတယ်အမြင်မှန်ရချောင်းဒီလိုရင်ကိုလည်းတော့ဒါပဲကျွန်တော်တို့ပြောလို့ပါ မန္တလေးတိုင်းမြင်းကြံမှာတီရာယုံမှမကွေးတိုင်းမှာပောက်ကိုရောစကိုင်းတိုင်းမှာဝါတဝါကိုရောတို့ဟာဆွေအနာသိမိနောက်ပိုင်းမှာစစ်ကောင်စီရဲ့အရန်အင်အားအဖြစ်ပြူစောချီဖွဲ့တွေကိုဦးဆောင်ခဲ့သူတွေဖြစ်ပါတယ်။2023ခုနှစ်မြောက်ပိုင်းမှာမိတ်သုံးဘွေရဲ့စစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာစစ်ရေးချင်းဝင်ရှာပြောင်းလဲဖြစ်ပြီးနောက်မန်းစကိုင်းမကွေးကပြူစောချီတွေကိုစစ်ကောင်စီကလက်နက်နဲ့ရိတ်ခါပုံမှန်မထောက်ပတ်နိုင်တော့ပဲအဲဒီနောက်ပိုင်းမှာသူတို့အချင်းချင်းကြပြဿနာတွေပိုကြီးထွားလာခဲ့တာတွေ့ရပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။